မင်္ဂလာပါချန်နိုင်သတင်းဌာနရဲ့2025ခုနှစ် AB လ23ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့တရုတ်ကသူ့အစားဝပြည်နယ်သွေးစည်းညီညွတ်ရေးတက်မတော့ UWSA ကိုဂျာဝင် ခိုင်းလာနိုင်တယ်လို့ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကရာဘူမူကြီးခွန်ဥက္ကာကပြောဆိုလိုက်တဲ့သတင်း NSCM IN အဖွဲ့မှာ အင်္ဂါရိုချီရှိစုဟာမကြသေးမီကအဖွဲ့အစည်းအတွင်းကနေထွက်ခွာသွားတာကြောင့်မတည်ငြိမ်မှုတွေဖြစ်ပေါ်နေတဲ့ဆိုတဲ့သတင်းတွေဟာမဟုတ်ပဲတည်ငြိမ်မှုရှိနေတဲ့ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေအခစားသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့တရုတ်ကသူ့အစားဝပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကိုကြားဝင်ခိုင်းလာနိုင်တယ်လို့ ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကရာဘုံမူကြီးခွန်ဥက္ကာကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာရှုမြို့ပြန်လည်လွှဲပြောင်းပေးလုပ်ငန်းစဉ်နောက်ပိုင်းမှာရမ်းပြည်နယ်မြောက်ပိုင်းမှာစံရှိနေတဲ့ဒေသတွေအတွက်တရုတ်ကသူ့အစား ဝါပြည်နယ်သွေးစီညီညွတ်ရေးတက်မတော့ UWSA ကိုချောင်းဝင်ခိုင်းလာနိုင်တယ်လို့ပိုးမြူတာလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCS မှာဥက္ကဋ္ဌပုံမူကြီးခွန်ဥက္ကာက CNN သတင်းဌာနကိုပြောပါရယ်ဝါတက်ဖွဲ့ဟာတရုတ်ကကိုယ်တိုင်ဝင်မပါခြင်းတဲ့ကိစ္စတွေမှာသူတို့ရဲ့ကိုယ်စားလှယ်အနေနဲ့ဝင်ရောက်ဆောင်ရွက်ပေးရကြောင်းဝါရဲ့အနောက်မှာတရုတ်ရှိနေတဲ့အတွက်သူရဲ့ဆောင်ရွက်ခိုင်းမှုပေါ်အားလုံးကလိုက်နာဖို့လိုကြောင်းလည်းသူကပြောပါရယ်ရှင်ရင်တောင်းတာဝါကဟိုတရုတ်ကကိုယ်တိုင်မလုပ်ခြင်းတဲ့ကိစ္စမှာဝါကရဲ့သူရဲ့ဟိုပါပါပဲ ကိုယ်စလဲနေနဲ့ဟိုကအစီမဆောင်ရပေးနေတာပေါ့ဟိုကပြောနေတာဟိုကခိုင်းတာအလုံးလိုက်မှာဘို့နေလိုတာကဟွာရဲ့နောက်မှာအတည့်ပေါ်တယ်ရှိတာပေါ့ဒါမဲ့နိုင်ငံကဥပဒေကဒီဟိုကအဆုံးပြုတော့ပြေကွာသူ့ဩစာအနာချက်ထဲနဲ့သဘောရှိတာဒါကြောင့်ဟိုကတော့သူ့ရဲ့ပုံမှန်ပိုဇီရှင်မပြတ်အဲ့တော့နောက်ကျတဲ့ဒီပါးတွေအတွက်လည်းသူလိုက်ပြီးတော့ အပြာမှာအာမဆံပြပြီးပြီးတော့ဈာဝင်ပြီးတဲ့သဘောတော့ရှိပါတယ်ပြောကကိုယ်တိုင်ဈာဝင်လာရှိတယ်လို့ဝါကဈာဝင်ပြီးတဲ့ကိစ္စတွေလည်းရှိနိုင်ပါတယ်အဲ့ဒါကြောင့် TIA လို့လို့အဖွဲ့တွေလည်းဘာပဲဖြစ်ဖြစ်ဒီမရှင်းသာပြနေရှင်းသာဖို့တော့လိုလာတာပေါ့အတက်ပွဲတွေဆက်လုပ်မလားဒါဒီမဟုတ်ဝါတရားပေးအကြံပေးတဲ့အတိုင်းအချိန်လေးပြန်သုံးသပ်မလားဆိုတဲ့ဟာနည်းနည်းတော့ကျွန်တော်တို့စဉ်းစားကြရတော့ဖြစ်လာနိုင်တာပေါ့ ရှမ်းမြောက်မှာဒီယူနာမေဇာနဲ့ဝင်းတဲ့နေရာတွေကတော့ဖြစ်ဖြစ်ဖြစ်နိုင်တယ်ယူနာမေဇာနဲ့နီးတဲ့ဒေသတွေကတော့ဖြစ်ဖို့မလွယ်တော့ဘာကြောင့်လဲဆိုတော့နေသားလုံးချုပ်ရင်းနေသားကုံတို့ရင်းတို့ဥစားပြီးတော့မှာပေါ့နောက်ပြီးတော့ကျွန်တော်တို့ဒီဝမ်ဘဲဝမ်ရုပ်ပြလိုက်ပြီမှာရက်ကလည်းပမာပြီးတော့ဖြတ်ပြီးတော့ကြောက်ပြူတွေ့ရတော့အဲ့ဒီလမ်းကြောင်းတွေလည်းပြန်ထင်းချုပ်ကြတဲ့သဘောရှိပါလားဒါကြောင့် ဒီဟိုပြင်ရောက်ပိုင်းအဖွဲ့အစည်းတွေနဲ့လည်းတော့နည်းနည်းအကျက်တဲတော့ဖြစ်သွားနိုင်တာပေါ့ဆက်စစ်တိုင်းနေမှာဆိုရင်တော့ချက်တဲဖြစ်သွားနိုင်တယ်တကယ်လို့ဖြစ်အောင်ပါလေတရုတ်ရဲ့ဂျောင်းဝင်ဆက်ဆက်ပေးမှုကြောင့်ကိုကန်တပ်ဖွဲ့ MNDAA ဟာ2024ခုနှစ်ဩဂတ်3ရက်ကတင်ပိုက်ထားတဲ့လာရှုကနေပြန်လည်ဆုတ်ခွာပေးခဲ့တာပါ။အဲဒီနောက်လာရှုမျိုးတွေကို April 18, April 21ရက်နဲ့22ရက်နေ့မှာတော့မြမတက်မတော်ကစစ်ရင်တန်းတွေနဲ့ပြန်လည်ဝင်ရောက်ခါအုတ်ချုပ်ရဲရန်ရီရီပြန်လည်ထူထောင်မှုဖြစ်စဉ်လျက်ရှိတာပါ။ အဲ့ဒီလိုလာရှုံမျိုးကနေကိုကန့်တပ်ဖွဲ့တွေကိုပြန်လဲဆုတ်ခွာခိုင်းတာဟာသူ့ရဲ့နေဆက်ကုံတွေရင်နဲ့တခြားသောစီမံကိန်းလုပ်ငန်းတွေဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်လိုတာကြောင့်ဖြစ်တယ်လို့လည်းသုံးသပ်ကြပါတယ်။အခုလိုမျိုးလာရှုံမျိုးကိုလွှဲပြောင်းပေးရပြီးနောက်နေမြေထင်းကျုံနိုင်မှုရဲ့အောင်မြင်မှုအပေါ်မူတည်ကရှေ့ဆက်လျှောက်ရမယ့်တော်လိုင်းခီးကိုအဆုံးဖြတ်ပေးမှာဖြစ်တယ်လို့တရုတ်မြန်မာရေးလေလာသုံးသပ်သူဒေါက်တာလှကျော်စိုးကစီရင်တဲ့သတင်းဌာနကိုပြောပါတယ်။ဒီလာရှုံပေးချက်ကဘလို့အောင်မြင်မလဲမအောင်မြင်လဲဆိုရကြည့်ရမယ်။ အဲ့တော့တရုတ်ကဒီမှာပုံးဥပေါင်းပြီးတော့ကွန်ဂရီလမ်းဖွင့်လာအဲ့တော့ကွန်ဂရီလမ်းဖွင့်မှုလုပ်တဲ့အတွက် ီဟာတကယ်လို့အောင်မြင်လို့ပြည်သူလူထုအတွက်ပြည်သူတွေကတက်ပါတယ်။တော့ပြည်သူလူထုရဲ့စီးပွားရေးတက်ပါတယ်။စစ်ကောင်စီဘက်ကလည်းခါတိုင်းလိုရញ្ញံသာသာမလွတ်ရဲတော့ဘူးဆိုလို့ရှိရင်တော့ DNL ဘက်ကလည်းစဉ်းစားလာနိုင်ကြတယ်ကျွန်တော်ရှိတာပေါ့။ဒီလားချုပ်တော့အောင်မြင်မလဲမအောင်မြင်မလဲကအဲကျွန်တော်တို့ရှေ့ရှောက်ရမယ်ဒေါ်လာအင်းလန်စီကိုဆုံးဖြတ်ပေးမှာပဲဗျ။အဲ့ဒီလိုဆုတ်ခွာတာဟာနတ်ဆက်ကဘက်ကဆုတ်ခိုင်းတာမဟုတ်ပဲတရုတ်ဘက်ကဆုတ်ခွာဖို့ 2024ခုနှစ်ဒီဇင်ဘာလကလေးကတောင်းဆိုခဲ့တာဖြစ်တယ်လို့လည်းစီးရင်နဲ့နိုင်ငံရေးကိစ္စတွေကပြောပါတယ်။လျှရှိမျိုးလွတ်ပြောင်းပေးရတာဟာတရုတ်ပြည်အားကြောင့်ဆိုရပြောဆိုနေမှုတွေကိုတော့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနဘက်ကညှင်းဆိုထားပြီးနိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပြန်လည်စတင်နိုင်ဖို့မိတ်ဆွေသဘောနဲ့သာအကြံပြုပေးနေတာဖြစ်တယ်လို့ပြောထားပါတယ်။ NASA ကလည်းတရုတ်အစိုးရကလျှရှိမျိုးပြန်လည်လွတ်အပ်ရေးကနေတရုတ်မြန်မာကုန်သွယ်ရေးပြန်စနိုင်ဖို့အတွက် ကုန်သွယ်ရေးလမ်းပေါ်ကမြို့တွေပြန်ရရေးအထိညှိနှိုင်းနိုင်တယ်လို့ NDM မှာဒုဥက္ကဋ္ဌဦးထောင်ကျော်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နာဆာကနဲ့တရုတ်အစိုးရကြားလာရှုံမြို့ပြန်လည်လွှတ်အပ်ရေးကနေတရုတ်မြန်မာကုန်သွယ်ရေးပြန်စနိုင်မှုအတွက်ကုန်သွယ်ရေးလမ်းပေါ်ကမြို့တွေပြန်လည်ရရှိရေးအထိညှိနှိုင်းနိုင်တယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုက္ခထဥထအောင်ကျော်ကဆီယန်နိုင်တဲ့ရင်ထဏာကိုပြောပါတယ်၂၀24ခုနှစ်ဩဂတ်3ရက်က MND ဟာလာရှုံမြို့နဲ့အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရမခတ်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးအုပ်ချုပ်ရေးထူထောင်ထားပါတယ်အဲဒီနောက်တရုတ်အစိုးရကဖိအားပေးချောင်းဝင်စီစဉ်မှုနဲ့၂၀25ခုနှစ် AB 21ရက်နေ့နောက်ဆုံးထားပြီး MND ကနာဆာကထံပြန်လည်လွှဲပြောင်းရေးလုပ်ငန်းစဉ်ကိုဆောင်ရွက်နေတယ်လို့မြန်မာ မတပ်မတော်လာရှုံမြို့တွေပြန်လည်ဝင်ရောက်လာရေးကိုကြီးကြပ်ပေးနေကြောင်းမြမတပ်မတော်နဲ့ MND တို့အကြားနှစ်ဖက်ပစ်ခတ်ရစဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုလာရှုံမြို့ကိုဆေးလွှတ်ထားကြောင်းတရုတ်ဘက်ကပြောပါတယ်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပြည်တော်စုလမ်းမကြီးတခြားမှာရှိတယ်မြို့ရွာတွေအားလုံးက EU တွေအနေနဲ့တရုတ်ရဲ့ညှိနှိုင်းမှုအရာဒါမှမဟုတ်ဖိအားပေးမှုအရာဖယ်ရှားပေးရနိုင်တဲ့အနေအထားမျိုးထိရောက်သွားနိုင်ကြောင်းအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုက္ခရဥထောင်ကျော်က CNN သတင်းဌာနကိုပြောပါတယ် တခုရှိတာတော့ဒီဒေတာသာနိုင်နိုင်တော့ဖြစ်သွားတယ်ဘယ်လောက်ထိပေါ်မှာလဲပေါ့နော်ကျွန်တော်တို့ထင်တာကတော့ဒါဒီကျွန်တော်တို့ပြည်အောင်စုလမ်းမကြီးတစ်ချောင်းလုံးမှာရှိတော်မျိုးရံများအားလုံးကနေမှာစီတရားဒီဝေဖယ်စားပေးရမယ်ဆိုတဲ့အမျိုးအထူးရောက်သွားမယ်လို့တော့ထင်တယ်ပေါ့ဘာလို့လဲဆိုကျွန်တော်တို့နိုင်ငံနဲ့သက်ကွန်ပရီးဒီပါရီချက်နေတာလည်းကြားနေပြီအခုလက်ရှိလာရှိုးပြဿနာကိုကြည့်ကြအဖြစ်ပေါ့နော်လာရှိုးတမျိုးတည်းဆိုတဲ့အနေထားထက်ကိုပို့ပြီးတော့မှမှန်းလို့ရတယ်ပေါ့ဒါကပြည်နိုင်ငံကိုယ်တိုင်ကလည်းချက်ဖြစ်နေတာပေါ့ ော်မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံရဲ့နှစ်သက်ကုန်သွယ်ရေးကလောလောဆယ်မှာပြည့်ကိုရထားတာလောက်ရှိတော့အဲ့မှာမူဆယ်ဆိုလို့ရှိရင်တော့မူဆယ်ကတော့ဒါဘယ်သူမှမကြည့်ရဘူးစကားရေးပြောလိုက်တော့ကြာမူဆယ်ကိုဘယ်သူမှမလိုက်ဘူးခုလောက်ချုပ်ခံရပါပြီလောက်ချုပ်နဲ့မူဆယ်နှစ်ခုထဲနဲ့လည်းကုန်သွယ်ရေးလမ်းကြောင်းကြီးရတော့ဖြစ်ဘူးပေါ့နော်လက်ရှိရေးဝေဒီလမ်းကြောင်းတစ်ဆောက်မှာဟိုရှိနေတဲ့ရေးဝေအကုန်လုံးတရုတ်ရဲ့ညှိနှိုင်းမှုရပါတော့လကောင်ဖိအားပေးမှုတော့ကြည့်ရတော့လကောင်အဲ့မြို့ရွာတွေပေါ်ကနေမှတိုင်းကြီးကိုခံကြောက်မဲ့ဒီပေါ်ဖြစ်ရှိတဲ့ဟာတွေအကုန်လုံးကတော့ဆုတ်ပေးရနိုင်တယ်လို့ 对喽，哎、嗯，男的女的小龙不一样喽。那他说的话嘞，你看我这个姐妹你奶奶都来，蛮聪明的。 မြန်မာတပ်မတော်ဟာလာရှိုးမြို့ပြန်လည်ရရှိတဲ့အတိုင်းတရုတ်မြန်မာကုန်သွယ်ရေးလမ်းတစ်လျှောက်မှာရှိတဲ့ကော့ခိုင်၊တိန်နီ၊တီဘော၊ကြောင်မဲ၊နောင်ချိုးစတဲ့မြို့တွေကိုပြန်လည်ထိန်းချုပ်နိုင်ခြင်းမရှိသေးရင်ကုန်သွယ်ရေးစတင်မှုမဖြစ်နိုင်သေးကြောင်းထောက်ပြကြပါရစေ။အဲဒါကြောင့်မြန်မာတပ်မတော်ဟာကော့ခိုင်၊တိန်နီ၊တီဘော၊ကြောင်မဲ၊နောင်ချိုးတို့ကိုထိန်းချုပ်ထားတဲ့တန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့ဆွေးနွေးမလား၊တိုက်ခိုက်ကြမလားဆိုတာကိုတော့စောင့်ကြည့်ရမယ်လို့စီးရီးလေးလာတုံ့တက်သူတွေကထောက်ပြကြပါရစေ။ပူပေါင်းဆောင်ရွက်ရေးတွေအောင်မြင်ဖို့တရုတ်ဟာမြန်မာနဲ့ပုံမှုကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ရမှာဖြစ်တာကြောင့်တရုတ်ရဲ့ပုံဝင်ပတ်သက်မှုဟာရှိနေမှာဖြစ်တယ်လို့ သင်္ကမဟာပြူဟာလေလာရေးအဖွဲ့ကဒရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါတယ်ဒီလိုနဲ့ပတ်သက်လို့ဘာလို့အလောင်းကြီးအပြင်းအားမပြတ်နေလဲဆိုရင်တော့ဒါအရှင်းဆုံးကပြည်ပြီးကိုရိုနာမှာအကက်ဆုံးဖြစ်တယ်။နောက်တစ်ချက်ကသူတို့ရဲ့ဒီနေရာမှာလှုပ်ရှားနေတဲ့အီးအိုတွေကသူတို့ရဲ့ခုနပြောတဲ့ ဆက်ပလတီယာဒီဥပမာအများကြီးမဟုတ်ဘူးလေအဲ့တော့တရုတ်ကတင်းချုပ်ခြင်းအားဖြင့်ကဒီဘက်မှာဖြစ်နေတဲ့ပြဿနာတွေအထိုက်အကျောက်ဖြစ်နေတာပေါ့နောက်တစ်ချက်အရေးကြီးတဲ့ချက်ကမြန်မာနဲ့တင်ကြားမှာပူးပေါင်းဆောင်ရွက်ကြရရှိတယ်ဒါရင်အောင်မြင်ဖို့အတွက်ဆိုတရုတ်ကမြန်မာနဲ့ပုံကောင်းမွန်တဲ့ဆက်ဆံရေးတူတူဆောင်ရွက်မှာမှန်ပဲအဲ့တော့အဲ့ဒါတွေဖြစ်တဲ့အတွက်ကြောင့်တရုတ်ရဲ့အောင်ပတ်သက်မှုရှိလို့ရှိရတယ် တရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနကတော့တရုတ်နိုင်ငံအနေနဲ့မြန်မာကသက်ဆိုင်ရာအစုဖွဲ့တွေကိုနိုင်ငံရေးပြည်လည်တင်းမြတ်ဖို့နဲ့နိုင်ငံရေးပြည်ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပြန်လည်စတင်နိုင်ဖို့မိတ်ဆွေတဘောနဲ့သာအကြံပြုနေတာဖြစ်တယ်လို့2025ခုနှစ် AP 21ရက်နေ့မှာသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက်အဆောက်အဦတွေဆောက်လုပ်ရမှာအဂတိကင်းရှင်းဖို့လိုအပ်တဲ့ဆိုတဲ့သတင်းအပြည့်အစုံကိုတင်ဆက်ပေးပါမယ်။ လင်းဘေးပြန်လဲထူထောင်ရေးအတွက်အစာအုပ်တွေစားလို့ရမှာအဂတိကင်းရှင်းဖို့လို့ကြောင့်စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ဥအောင်ပြည်စုံကဆီယန်နိုင်သတင်းဌာနကိုပြောပါရယ်။ဒါအပြင်ငလျင်အပြည့်ပြန်လဲထူထောင်ရေးအတွက်နေအစာအုပ်တွေအားစနစ်တကျစီစစ်စားလို့ရမှာအစိုးရဘက်ကလည်းကြကြမမတ်နဲ့ဆောင်ရွက်ဖို့လို့ကြောင့်သူကပြောပါရယ်။အဓိကတော့သူ့အပြင်တွေက construction law တွေရှိတယ်ပြီးတော့ဒီပေါ့နော်ကျူစီတင်းနေရှိတယ်။အချူစီတွေကကျွန်တော်တို့သက်ပါတီစစ်စစ်တွေဖြစ်ဖို့လို့တယ်။ကျူစီတွေမှာကျွန်တော်တို့ကတောက်တဲ့ကုမ္ပဏီနဲ့ဒီကျူစီတွေကကျွန်တော်တို့က partner တွေဖြစ်နေမယ်။သက်ပါတီမဟုတ်ဘူး။အေးအေးယူနေရှိနေမယ်ဆိုတော့ ော့ဒါဟာအပရိယဖြစ်နေမှာပဲပြီးတော့တကယ်စောက်တဲ့အခါမှာလည်းတန်ဖိုးနဲ့ညီမျှအောင်ငလျင်တန်ကိုကျွန်တော်တို့ဒီအိတ်ချီခံနိုင်တယ်ပေါ့နော်အိတ်ချီလည်းငလျင်လောက်တဲ့အဆင့်ကဒီအိတ်ချီကိုခံနိုင်တယ်သို့မဟုတ်လို့ရှိရင်90ကိုခံနိုင်တဲ့အဆောက်အဦတစ်ခုပြီးစောက်ရတကယ်ဒီကာလဒီအဆောက်အဦကတကယ်ခံနိုင်တဲ့အဆောက်အဦဖြစ်ဖို့အတွက်လိုအပ်တယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ဒီကျွန်တော်တို့ပေပါဝတ်ထဲမှာပဲစာရွက်ထဲမှာဒါခံနိုင်ရရှိပြီးတော့တကယ်လက်တွေ့မှာခံနိုင်ရမရှိတဲ့အကျိုးသက်တွေကြတော့ကျွန်တော်အသက်တွေအများကြီးကြီးနေရမှာဖြစ်ပါတယ်နာဆာကဥက္ကရာဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကစကိုင်းတိုင်းဒေသကြီးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်7ဘီလီယံ90နဲ့မန္တလေးတိုင်းဒေသကြီးပြန်လည် ဲ့ထူထောင်ရေးလုပ်ငန်းတွေအတွက်7ဘီလီယံ60ကိုခွဲဝေပေးရခဲ့ပါတယ်။မန္တလေးမြို့နယ်၊စကိုင်းမြို့တွေမှာထိခိုက်ပျက်စီးထားတဲ့အဆောက်အုံတွေပြန်လည်တည်ဆောက်ရမှာဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်ဘီလက်မြေ၊တန်နဲ့သွတ်ပြားတွေကိုလည်းတင့်လျော်တဲ့ဈေးနှုန်းတွေနဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကပြောပါတယ်။အဲ့ဒီအပြင်ပျက်စီးသွားတဲ့လူနေအိမ်တွေကိုအမျိုးအစားအလိုက်တင့်လျော်တဲ့နှုန်းထားတွေနဲ့ငွေကြေးထောက်ပံ့ပေးသွားမယ်လို့လည်းဆိုပါတယ်။အဲ့ဒီအစ်စ်ပြန်ဆောက်ရမှာမှန်တယ်။အစ်စ်ပြန်ဆောက်နေတဲ့အချိန်ကြာကာလမှာဟိုဘယ်လိုပုံစံမျိုးနဲ့ထားမလဲပေါ့။အခုပဲကျွန်တော်ကျွန်တော် ို့ဆိုလို့ရှိရင်အတေတိုင်ယုံဝင်လဲအကူအညီတောင်းတာပေါ့နော်ဒါတွေကိုအများဆုံးလောက်လုပ်ပေးဖို့ဘာဟိုအကူအညီပေးဖို့ဆိုဘာလို့ပြောရကြတော့တို့ကတော့ဒီ temporary house ပေါ့လေအဲ့လိုပုံစံမျိုးကိုနားထောင်တော့လုပ်ဖို့ပြင်ဆင်နေတယ်လို့ပြောရပေါ့အဲ့ဒါကတော့ဟိုရည်တူပေါ့နော်ခဏဒီဥစားအတွက်ကျွန်တော်ပြန်မဆောက်မဆောက်ခင်ကာလမှာဒါလေးလုပ်ဖို့ဆိုတဲ့ဟာတစ်ခုပေါ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီငလင်ဘေးမှာ7.7ဆိုတဲ့အင်ဘာကြီးကျယ်တဲ့ငလင်နဲ့ဖြစ်တယ်ဒီဟာလည်းတစ်ခုပေါ့ နောက်ထပ်ကကြတော့ကျွန်တော်တို့ဒီလိုက်ပြီးတော့မှဖြစ်တဲ့နေရာတွေကိုကျွန်တော်တို့ကုညီခဲ့တဲ့ဒီ point နဲ့ကြည့်တဲ့အခါကျတော့သူ့ဟာတွေကကျွန်တော်တို့ရဲ့ ဟိုစောင့်တူစောင့်ရေးတွေကငန်းချင်းရတဲ့ဟာပေါ့နော်ငန်းချင်းရတဲ့ဟာဆိုတာစီမံရလဲစစ်ဆေးမှုအားနေတယ်စောင့်တဲ့ဤသူလူထုကိုယ်တိုင်ကလည်းအလိုပဲတတ်တတ်တတ်နဲ့ဟောရပါတယ်ဆိုပြီးဆိုပြီးတော့မှလုတ်ခဲတဲ့အိစားတွေပေါ့လက်ရှိမှာမြန်မာငလျင်ဘေးပြည်သူတွေကုညီရေးအတွက်အမေရိကန်ကဒေါ်လာ5သန်းကွတ်အမေရိကန်အိန္ဒိယဂျပန်ဩစတြေးလျကဒေါ်လာသန်း20ကုလသမဂ္ဂကဒေါ်လာ63သန်းတရုတ်ကယွမ်ငွေ1ဘီလီယံကျော်ဩစတြေးလျကဒေါ်လာ2သန်းဥရောပသမဂ္ဂကဒေါ်လာယူရို73သန်းစသဖြင့်ထောက် ောက်ပံ့ဖို့ကတိပြုထားပါတယ်။အလားတူပြည်တွင်းရှိစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ခရိုနီတရေကြီးတွေကလည်းငလျင်ဘေးအတွက် AB တရက်နေ့ကလူတန်းစာရမှာစက်ငွေ136တက်တမ84ဘီလီယံရရှိကြောင်း NASA ကဥက္ကရာကပြောကြားခဲ့ပါတယ်။စီအန်အိုင်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ NSCN IN အဖွဲ့ကိုထူထောင်ခဲ့တဲ့ အိုက်ဇက်ချီချီစုရဲ့တားဖြစ်သူအိုင်ကာရိုချီချီစုဟာမကြသေးမီကအဖွဲ့အစည်းအတွင်းကနေထွက်ခွာသွားတာကြောင့်အဖွဲ့အစည်းအတွင်းမတည်ငြိမ်မှုတွေဖြစ်ပေါ်နေတဲ့ဆိုတဲ့သတင်းတွေဟာမဟုတ်ဘဲတည်ငြိမ်မှုရှိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ NSCM အရင်အဖွဲ့ကိုထူထောင်ခဲ့တဲ့အိုက်ဆက်ချီရှိစုရဲ့တာဖြစ်သူအိုင်ကာဒိုချီရှိစုဟာမကြတိမိကအဖွဲ့စည်းအတွင်းကထွက်ခွာသွားမှုကြောင့်အဖွဲ့စည်းအတွင်းမတည်ငြိမ်မှုတွေဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းတွေမှမဟုတ်ပဲတည်ငြိမ်မှုရှိကြောင်း NSCM အရင်ကထုတ်ဖော်ပြောကြားခဲ့တယ်လို့ Eastern Mirror သတင်း website ကဖော်ပြခဲ့ပါတယ်။စုရဲ့ထွက်သွားမှုဟာအဖွဲ့စည်းရဲ့ကောင်းဆောင်ပိုင်းဒါမှမဟုတ်ဦးတည်ချက်ကိုတည်ရောက်မှုရှိစေလိမ့်မယ်မဟုတ်ကြောင်းလည်း NSCM အရင်ကပြောကြားခဲ့ပါတယ်။ပူပေါင်းကြံစည်မှုတွေလှုပ်ဝက်ပူပေါင်းလိန်ညာမှုတွေမရှိပါဘူးလို့ NSCM အရင်ကောင်းဆောင် VS Arden ကအာတန်နာဂလန်နဲ့ဆက် အနီးအေဂူနာကာကျေးရွာမှာအစည်းအဝေးပြုလုပ်ပြီးတဲ့နောက်သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။အစောပိုင်းကဆူဟာမြန်မာနိုင်ငံမှာဌာနချုပ်တည်ရှိတဲ့ NSCN ရဲ့အရှိပိုင်းအဖွဲ့ကိုပူးပေါင်းမှုဆုံးဖြတ်ကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီနောက် NSCN နဲ့ IAM ရဲ့ခေါင်းဆောင်တွေဟာအိန္ဒိယအာဏာပိုင်တွေကိုလိုက်လျောအလျှော်ပေးနေပြီးနာဂလူမျိုးတွေရဲ့မူလလမ်းစဉ်ကတွေးဖယ်ခဲ့ကြောင်းသူကဆွဆွဲခဲ့ပါတယ်။ AP 16ရက်ကထုတ်ပြန်တဲ့သူ့ရဲ့ကြေညာချက်မှာ NSCN IAM အဖွဲ့ရဲ့ခေါင်းဆောင်တွေဟာအချင်းပြတ်ခြားစားမှုအိန္ဒိယထောက်လှမ်းရေးအေဂျင်စီတွေနဲ့ပူးပေါင်းမှုဆွေမျိုးကောင်းစားရေးဝါဒကိုကျင့်သုံးမှုတို့ရှိနေပြီးအဖွဲ့အစည်းအတွင်းအဓိကရာထူးနေရာတွေက ိုငွေကြေးနဲ့ရောင်းချနေကြောင်းဆွဆွဲခဲ့ပါတယ်။အာတန်ကတော့အဲ့ဒီဆွဆွဲချက်တွေကိုပြင်းပြင်းထန်ထန်ညှင်းပယ်ခဲ့တယ်လို့အထက်ဆင့်ကအောက်ခြေဆင့်အထိ NSC အဖွဲ့အားမိမိတို့ရဲ့ခွင့်ရေးတွေကိုအတိမတ်ပြုပြီးမိမိတို့ရဲ့ယက်တီချက်ကိုလက်ခံမဲ့အချိန်အထိအဆုံးထိတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အီကူနာကကျွေးရမှာပြုလုပ်တဲ့အစည်းအဝေးဟာအခြားသောနာဂဒေသတွေနဲ့ပုံမှုကျေပြန့်စွာထိတွေ့ဆက်ဆံဖို့ကြိုးစားမှုရဲ့ဒစိတပိုင်းဖြစ်တယ်လို့လည်းသူကပြောကြားခဲ့ပါတယ်။ဗီတီရှာအစိုးရကသူတို့ရဲ့စီးပွားရေးနဲ့နိုင်ငံရေးအကျိုးစီးပွားတွေအတွက်နာဂပြည်ကိုတကွဲတပြားစီဖြစ်အောင်ပိုင်ချခဲ့ခြင်းဖြစ်ပြီးနာဂပြည်မှာတရားမျှတမှု ရရှိအောင်ပြန်လည်လှုပ်ဆောင်ရမယ်လို့လည်းအာတန်ကပြောကြခဲ့ပါတယ်။အိန္ဒိယဟာကိုလိုနီခက်ကဖွဲ့စည်းတိစောက်ခဲ့တာဖြစ်ပြီး British East India British အရှေ့အိန္ဒိယကုမ္ပဏီမရောက်ရှိလာခဲ့အချိန်ထိအိန္ဒိယဟာနိုင်ငံရေးအရတည်ငြိမ်ခြင်းမရှိခဲ့ကြောင်းအာတန်ကပြောကြခဲ့ပါတယ်။ကုန်သွယ်ရေးစစ်ပွဲကြောင့်အမေရိကန်ကိုတင်ပို့နေတဲ့တရုတ်ရဲ့တပ်ထုတင်ပို့မှုရောကြလာခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်နဲ့ဖြစ်ပွားနေတဲ့ကုန်သွယ်ရေးစစ်ပွဲကြောင့်အမေရိကန်ကိုတင်ပို့နေတဲ့တရုတ်ရဲ့တပ်တုတင်ပို့မှုကိုရောကြလာစေခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။မလအတွင်းတရုတ်ရဲ့တပ်တုတွေတင်ပို့မှုကရောကြခဲ့ပြီးအရေးကြီးတဲ့တပ်တုအမျိုးအစားအချို့ပို့ဆောင်မှုတွေကလည်းအလုံးစုံရပ်တန့်သွားခဲ့ကြောင်းအောက်ခွန်မှတ်တမ်းဒီမှာဖော်ပြထားပါတယ်။တရုတ်ရဲ့ပို့ကုန်တွေအပေါ်ကုန်သွယ်ခွန်တိုးမြင့်ကောက်ခံခဲ့တယ်။အမေရိကန်ကိုတုတ်ပြန်တဲ့အနေနဲ့တရုတ်ကလည်းအမေရိကန်ရဲ့ပို့ကုန်တွေအပေါ်အခွန်တွေတိုးမြင့်ကောက်ခံခဲ့ပါတယ်။ အဲဒါကြောင့်တရုတ်ထံကတင်ပို့တဲ့အမျိုးရှားတက်တူတွေကိုမိခိုနေရတယ်။အမေရိကန်ရဲ့ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေအပေါ်ကိုလည်းဖိအားတွေကြားရောက်ဖွယ်ရှိနေပါတယ်။တရုတ်ဟာမြေရှားတက်တူထောက်ပံ့ရေးကွင်းစားမှာအ धिक နေရာမှာရပ်တည်နေပြီးကမ္ဘာလုံးဆိုင်ရာဈေးကွက်ကိုလဝကြီးအုပ်ထားနိုင်လူနေပါအခြေအနေမှာရှိနေပါတယ်။မြေရှားတက်တူဟာစမတ်ဖုန်းတွေကအစားနှီးပညာမြင့်ဆက်လက်နဲ့ပစ္စည်းတွေအစုံခမိအသုံးဆောင်ပစ္စည်းတွေအလုံးအတွက်မရှိမဖြစ်လိုအပ်တဲ့တက်တူတွေမျိုးဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကထုတ်ပြန်ခဲ့တဲ့အချက်အလက်တွေအရအမေရိကန်ကိုတင်ပို့တဲ့တက်တူတင်ပို့မှုဟာမလအတွင်းတိတိတသားကြာဆင်းသွားခဲ့တာကြောင့် ကုန်တရေးစစ်ပွဲမှာတရုတ်ဟာမြေရှားတပ်တူလိုရှားပါတပ်တူတွေကိုအနိုင်ဖဲချက်ချက်အဖြစ်ကင်ထားဖို့ရှိနေပါတယ်။တရုတ်မှအမေရိကန်ကိုတင်ပို့တဲ့ Telerium တပ်တူကလည်းတင်ပို့မှုနှုန်း44ရာခိုင်နှုန်းထိရောကျသွားခဲ့ပါတယ်။အဲ့ဒီတပ်တူဟာဆူလာပြားတွေနဲ့တာမိုလျက်စစ်ပစ္စည်းတွေမှာတွင်ကျစားအသုံးပြုတဲ့တပ်တူမျိုးစားဖြစ်ပါတယ်။အဲ့ဒီပြင်တရုတ်မှအမေရိကန်ကိုတင်ပို့တဲ့ Tungsten တပ်တူကြောင်းတွေတင်ပို့မှုနှုန်းကလည်း88ရာခိုင်နှုန်းထိရော့ကျခဲ့ပါတယ်။အဲ့ဒီတပ်တူနဲ့ဆက်နွယ်တဲ့ထုတ်ကုန်တွေတင်ပို့မှုနှုန်းကလည်း89ရာခိုင်နှုန်းထိရော့ကျခဲ့ပါတယ်။ အိန္ဒိယရဲ့ Godre and Vike ကုမ္ပဏီဟာကွန်ကြားစရိတ်တွေကိုရှော့ချဖို့အတွက် AI နည်းပညာမှာယင်းနှိမ့်ညံလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အိန္ဒိယရဲ့လေကြောင်းအာကာသစွမ်းအင်နဲ့အခြေခံအဆောက်အုံကဏ္ဍအတွက်ထုတ်ကုန်တွေထုတ်လုပ်ပေးနေတယ်။ Goodrich and Boyce ကုမ္ပဏီကကုန်ကျစရိတ်တွေကိုရှော့ချဖို့အတွက် AI နည်းပညာနယ်ပယ်မှာယင်းနှိမ့်နယ်နေကြောင်း Nikkei Asia ကဖော်ပြခဲ့ပါတယ်။ AI နည်းပညာဟာအကျိုးမြတ်များတဲ့လူသုံးကုန်ပစ္စည်းတွေကိုထုတ်လုပ်ဖို့ရုံးကန်ရပွဲရှိပေမဲ့အိန္ဒိယရဲ့စက်မှုကဏ္ဍကိုအကျိုးရှိစေခဲ့ကြောင်း Goodrich and Boyce ကုမ္ပဏီရဲ့ Digital နဲ့သတင်းအချက်အလက်အကြီးအကဲ Vijay Balakrishnan ကပြောကြားခဲ့ပါတယ်။ AI နည်းပညာအသုံးပြုတဲ့စက်မှုလုပ်ငန်းတွေဟာလုံသားအင်အားရင်းမြစ်ကိုရှော့ချနိုင်ခြင်း၊လုပ်ငန်းလက်ပတ်မှုကိုပုံမှန်ဆန်စီခြင်း င်အလေအလွင့်ယောနယ်ခြင်းတို့နဲ့အတူလုပ်ငန်းလှည့်ပတ်မှုအတွက်ကုန်ကျစရိတ်ကိုတတ်တာစီနိုင်ကြောင်းကျွမ်းကျင်သူတွေကပြောကြခဲ့ပါတယ်။လက်ရှိမှာ Goodrejian Voice Company ဟာကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာလုံတိုင်းအင်အားကိုရှော့ချဖို့ AI နည်းပညာပေါင်းစပ်ထည့်သွင်းထားတဲ့စရုပ်လက်တံတွေကိုအသုံးပြုဖို့လှုံ့ဆော်လျက်ရှိပါတယ်။ဥပမာအားဖြင့် AI စနစ်ဟာရေခဲတက်တာတွေနဲ့လေးပစ္စည်းတွေအတွက်တက်ဆင်ရမယ့်စက်ပစ္စည်းအစိတ်ပိုင်းတွေကိုအစီအစဉ်တကျနေရာချထားရမှာအထောက်အကူဖြစ်စီမှာဖြစ်ပါတယ်။ AI နည်းပညာထည့်သွင်းထားတဲ့စရုပ်လက်တံတွေဟာချွင်းရင်းချက်တွေနဲ့အပြည့်အနာစာတွေကိုထောက်လန်းသိရှိနိုင်ပြီးဆိုင်ယန်းတွေရဲ့စွမ်းဆောင်ရည်ကိုလည်း ည်းလေ့လာသုံးသပ်နိုင်တယ်လို့ကျွမ်းကျင်တွေကပြောကြခဲ့ပါတယ်။အဲ့ဒီပြင်းဆက်ယုံရဲ့အပူချိန် APIS နဲ့ဒါမှမဟုတ်ဆိုင်ရန်ရလေပတ်မှုတွေကို AI ကထောက်လန်းသိရှိနိုင်တာကြောင့် Goodrich and Boyce Company အနေနဲ့စွမ်းရည်အတွက်အသုံးပြုရတဲ့မီတာကားတွေနဲ့ကာဗွန်ထုတ်လွှတ်မှုပမာဏကိုရှင်းချနိုင်မှာဖြစ်ပါတယ်။ AI ဤပညာသုံးစက်ပစ္စည်းတွေကိုအသုံးပြုမှုဟာတာမန်အလုပ်ချိန်အား15ရာခိုင်နှုန်းမှ20ရာခိုင်နှုန်းအထိရှင်းချပေးနိုင်ပြီးကုန်ထုတ်လွှတ်မှုကဏ္ဍမှာ30ရာခိုင်နှုန်းမှ40ရာခိုင်နှုန်းအထိတိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။အဲဒါကြောင့် Goodrich and Boyce Company ကပို့ကုန်သွင်းကုန်ကဏ္ဍမှာရှင်ပြိုင်မှုတွေအထူးသဖြင့်တရုတ်နဲ့ရှင်ပြိုင်မှု မှာ AI စနစ်တွေရဲ့အထောက်အကူရရှိဖို့ပြင်ဆင်လာခဲ့တာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ CNI သတင်းဌာနရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ်။မန်စီးနီးနီးပြဂွာဒီယိုလာကချန်ပီယံလိဝင်ခွင့်ရရင်တောင်အသင်းရဲ့ဆိုးရွားတဲ့ရာသီပဲလို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန်စီးနီးအသင်းကအက်စတွန်ဗီလာအသင်းကိုအနိုင်ရပြီးချန်ပီယံလိဝင်ခွင့်အတွက်အခြေအနေကောင်းနေပြီမယ်။ နီပြကွာဒီယိုလာကချန်ပီယံလိဝင်ခွင့်ရရင်တောင်အသင်းရဲ့ဆိုးရွားတဲ့ရာသီလို့ပြောခဲ့ပါဗါဒီယိုလာကဒီယာသီကဆိုးရွားပါတယ် ျွန်တော်တို့ FA Plus ပိုလူဘက်ကိုရောက်ရှိတာဒါမှမဟုတ်ချန်ပီယံလိဝင်ဝင်ရတာတွေကအရေးမကြီးပါဘူးတကယ်လက်တွေ့မှာရာသီကိုကောင်းမွန်စေတယ်လို့ခန်းစားရတဲ့အရာကပရီးမီးယားလိဖြစ်ပြီးချန်ပီယံလိမဟုတ်တလို့ FA Plus လည်းမဟုတ်ပါဘူးပရီးမီးယားလိမှာတသမတ်တဲ့ဖြစ်ဖို့ပါဒါပေမဲ့တစ်ခါတည်းမှာအကြောင်းမျိုးမျိုးကြောင့်ဆူရတဲ့ရာသီဖြစ်ခဲ့ပေမယ့်အဆုံးထိဆူရတဲ့အရာတွေကိုရှောင်နိုင်ဖို့ကြိုးစားတော့မှာပါလို့ပြောခဲ့တာပါ Man City အသင်းအား Aston Villa အသင်းနဲ့ပရီးမီးယားလိပွဲစဉ်မှာ Nunez ရဲ့နောက်ကျတွင်ကိုကြောင့်နှစ်ကိုးတစ်ခုနဲ့အနိုင်ရပြီးအမှတ်ပေးစရာအဆင့်၃နေရာကိုတတ်နိုင်ခဲ့ပါတယ် မန်စီးတီအသင်းအားပရီးမီယားလိဂ်ဖလာကိုစနေနေ့၄ရက်သည့်ဆက်တိုက်ရယူထားနိုင်ခဲ့ပေမယ့်တရားဒီမှာရလက်ဆိုးတွေကြောင့်ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ရုန်းကန်နေရတာပါမန်စီးတီအသင်းအားချန်ပီယံလိဂ်ကနေလည်းထွက်ခွာထားရလို့တရားဒီမှာရယူနိုင်စရာဆူဖလာအဖြစ် FA ဖလာသာကြန့်ရှိတော်တာဖြစ်ပါတယ်မန်စီးတီအသင်းဤပြဂွာဒီယိုလာကကလပ်အသင်းအားချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဖိအားတွေအများကြီးရှိနေပြီး လက်ကျန်ပွဲစဉ်၄ပွဲစလုံးကိုအနိုင်ရလက်ရရှိအောင်ကြိုးစားသွားမယ်လို့လည်းပြောခဲ့ပါတယ်။ပရီးမီယာလီကလာမယ့်ရာသီချန်ပီယံလိပြိုင်ပွဲကိုထိပ်ဆုံး၅သင်းဝင်ဝင်ရမှာဖြစ်ပြီးထိပ်ဆုံး၂သင်းဖြစ်တဲ့လီဗာပူးနဲ့အာဆင်နယ်အသင်းတို့ကဝင်ဝင်တေချာသွားပြီးဖြစ်ပါတယ်။အဲဒါကြောင့်၃နေရာအတွက်မန်စီးတီး၊နော်တင်ဟမ်ဖောရက်စ်၊နျူကာဆယ်၊ချက်ဆီနဲ့အက်စတွန်ဗီလာအသင်းတို့အပြိုင်ရှင်ပြိုင်နေကြတာပါ။အက်စတွန်ဗီလာအသင်းအားမန်စီးတီးအသင်းကိုအရင်နှိမ်ခဲ့တာကြောင့်အမပေးစရာအဆင့်ခွနစ်နေရာမှာရပ်တည်နေပေမယ့် နီးပြအူနိုင်မရီကကစားဖို့ပွဲတွေကျန်နေသေးတဲ့အတွက်ချန်ပီယံလိဝင်ဝင်ရဖို့အခွင့်အရေးရှိတယ်လို့ပြောခဲ့ပါတယ်။အက်စတွန်ဗီလာအသင်းအားလာမယ့်ပွဲအဖြစ်ပဲလစ်အသင်းနဲ့ FA ဖလာစီမီဖိုင်နယ်ရှင်မြန်ရမှာဖြစ်ပြီးမန်စီးတီးအသင်းကလည်းနော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ FA ဖလာစီမီဖိုင်နယ်ရှင်မြန်ရမှာဖြစ်ပါတယ်။ CNI သတင်းဌာနရဲ့2025ခုနှစ် AB လ23ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။ we'll be